မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကဒီကီးနှလုံးတင်ပြထားပြပြဖြစ်ပါတယ်ဗောနော်3ည6ကီးမှာ9တောင်ည၄ဗောနော်9တောင်ည၄ကနေစားပြီးတော့ပြလာခဲ့တဲ့ကီးနှလုံး20ဖြစ်ပါတယ်ဗောနော်ပြီးခဲ့တဲ့တစ်ပတ်မှာလည်းဒီ20ဆက်ပြီးတော့ပြသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ6ကီးမှာ963ဗောနော်68 9နဲ့ခွန်3 8ပြီးခဲ့တဲ့တစ်ပတ်3 9ကီးမှာ3တောင်ည9ဒီတစ်ပတ်မှာတော့9 9ကီးရနေတာဗောနော် ဒါလေးကတော့ two year key value ဖြစ်ပါတယ်ခင်ဗျာ3009ကနေစပြီးပြပေးထားတယ်ဗောနော်ဒီတစ်ပတ်မှာ9 key ဖြစ်ပါတယ်ယခုကတော့ကျွန်တော်ဒီနောက်ထပ် key 20နှလုံး key နှလုံးတွေ့တဲ့နေ့ကိုဒီနှစ်ပတ်မှာထည့်ပေးသွားမှာဖြစ်ပါတယ်ဗောနော် Okay ဒါဆိုရင်ကျွန်တော်ဒီပင်ရှိကီးပေါ့နော်ပင်ရှိကီးကိုကျွန်တော်နံပါတ်7မှာတတ်တော့ဘူးပေါ့နော်ဒီလေးရှိအထီးကီးမှာ93ညလေးဆိုရတဲ့အတွက်၄တလုံးချပေးသွားတယ်ပေါ့နော်ဒါကြောင့်မို့၄တုံညအတွဲ93ညလေးဖြစ်ပါတယ် 6တုံညာကီနဲ့3ကိုကီနဲ့မှာ5တုံညာ3ဆိုတဲ့အတွက်3ညာရဲ့3ရဲ့အတွဲ5တုံညာ3ဖြစ်ပါလေ3ခွန်ရဲ့6နှစ်ရဲ့မှာ336ဆိုတဲ့အတွက်3တလုံး36အတွဲ336ဖြစ်ပါလေโอเคကျွန်တော်ဒီ36ဘောနော်ဒီမှာကျတော့5တုံညာတိ3ညာ3 5တုံညာ3ပြီးရင်36 336ဖြစ်ပါလေ ပြီးရင်နောက်ထပ်တစ်ပင်မှာ၃ညာအသေးရ၅တည်ရမှာ၃ညာအသေးတည်ဆွဲအတွက်ဒီဘက်မှာတော့ကီးနှလုံးစလုံးရှာပြီးသွားတယ်ပေါ့နော်။၃ညာရဲ့၄ရ၅တည်တဲ့ကတည်တလုံး၃ညာ၄တည်ဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်နောက်ထပ်တစ်ပင်မှာတော့ခွန်တိကီးရတယ်ပေါ့နော်။ရှင်းရှား9ဆွဲအတွက်9တလုံးအပိတ်နေရာကရှာပြီးသွားတာဖြစ်ပါတယ်။အဲဒါကြောင့်မို့ခွန်6အတွဲရှင်းရှားခွန်ဖြစ်ပါတယ်။6တုံများကီ6နှစ်အထိကီမှာ6တုံများ6ဆိုတဲ့အတွက်6 ၆တလုံးပါနော်၆၆အသွဲ၆တုံများ၆ဖြစ်ပါတယ်ဒီနံပါတ်ဒီတပင်မှာတော့၆တုံများတုံများ၆ခီးခီးပါနော်၆တလုံးပဲ၆၆နဲ့ရှားပေးသွားတာဖြစ်ပါတယ်ကနန်းတူတယ်ပါနော်တင်းငါးကိုးငါးခီးမှာ၅တလုံး၆၆ဖြစ်ပါတယ်၆တုံများတုံများ၆ကီးနှလုံးတွင်နည်းနှစ်ခုစလုံးအတူတူဖြစ်နေတယ်ဗောနော်ကီးပြာနေတာရှင်းတူတယ်၆တလုံးပဲ၉ရှောင်းနေရှားပေးသွားတယ်တုံများလေး၈လေး၄တလုံးပုံတူတယ်ဗောနော် အဲ့မှာတုံညာသေးဆိုပြီးတော့တုံညာလေးလေးအပူဖြစ်ပါတယ်။နေ၆၆နှစ်ကနန်းတူတယ်ပါနော်။နေတလုံးထဲပဲနေနေတစ်ဆိုပြီးခြာပြီးသွားတာဖြစ်ပါတယ်။နေနေအတွဲပါနော်။နေနေတစ်ပြီးရင်တော့ချင်းနှစ်ခွန်၃ရပါကျွန်တော်ရှင်းလေး၃ဆိုရအတွက်ရှင်းနှစ်ထဲကရှင်းတလုံးရဲ့ချစ်၃အတွဲပါနော်။ရှင်းလေး၃ဖြစ်ပါတယ်။၉၃ရနေ၈ရမှာ သုံးစလုံး6 6 3ဖြစ်ပါတယ်ဒါကြောင့်မို့3 8အတွဲဖြစ်သွားမယ်ပေါ့နော်3 8တွဲ6 6 3ဖြစ်ပါတယ်6 3 4 3 4၃ညာတစ်လုံးတူတယ်ပေါ့နော်အဲ့ဒီ၃ညာတစ်လုံးပုံတူတာက အလဲထဲနေရာကနေ2 3ညာကိုဖြစ်ပါတယ်3ခွန်ရ3 9ရမှာ3တလုံးပုံတူတယ်ဆိုပေမဲ့ဒီဘက်မှာတော့ခွန်ခွန်9ချပေးသွားတယ်ပေါ့နော်ခွန်ရဒီဘက်က9ရခွန်9အတွဲခွန်ခွန်9 3တလုံးပုံမပေးသွားဘူးပေါ့နော် ပြန်တုံညာလေးလေးတုံညာကနန်းတူနေတယ်တုံညာတလုံးထဲပဲခွန်တုံညာတုံညာဆိုပြီးတော့တုံညာအပူခွန်တုံညာတုံညာဖြစ်ပါတယ်ကိုသုံးရတက်ခွန်ရမှာတော့သုံးတလုံးသုံးထိပ်စီပေါ့နော်သုံးခွန်အတွဲသုံးခွန်ခွန်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်နောက်ထပ်တစ်ပြင်မှာ9ကိုရ8လေးရဆိုပြီးຢာတယ်ပေါ့နော်အဲ့မှာ8ကိုလေးဆိုတဲ့အတွက်ကိုတလုံးကအလေထိုင်နေရကချပေးသွားတယ်ပေါ့နော် ကိုရှေအတွဲရှေကိုလေးဖြစ်ပါတယ်ပေါ့နော်ကိုလေးအတွဲရှေကိုလေးဖြစ်ပါတယ်โอเคနောက်ထပ်ဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်3ခုံခုံပြီးတော့ရှေကိုလေးရှေကိုလေးပြီးတော့9 6 3တပင်ကိုပေါ့နော်ရှောက်တုံများအတိကိဆိုပြီးရတာဖြစ်ပါတယ်။ရှားပြီးတော့ငါရှောက်တုံဆိုတဲ့အတွက်ကြောင့်မို့ရှောက်တလုံး6နှစ်အတိကိနဲ့ရှောက်တလုံးတူတယ်ပေါ့နော်။လေးရှစ်6နှစ်မှာရှောက်ရှစ်ခုနှစ်ဆိုတဲ့အတွက်ရှစ်တလုံး ချပေးသွားတယ်ရှောက်ရှင်းချောင်းအတွဲရှောက်ရှစ်ခွန်ဖြစ်ပါတယ်နောက်တစ်ပင်မှာတော့ရှင်းနစ်ကီးနဲ့တစ်ခွန်ကီးနဲ့မှာတစ်ခွန်နစ်ခွန်အတွဲနစ်နစ်ခွန်ဖြစ်ပါတယ်၃ခွန်ဒီဘက်က၃၉ပေါ့နော်၃ဒလုံးတူတာ၃ရှစ်ရှစ်ဆိုပြီးထိစီနေရကရှားပေးထားတာဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာလည်းအဲ့ဒီနစ်ဒီလိုပဲပေါ့နော်၃ခွန်၃၉ရမှာ၃ဒလုံးပုံသူ၃ထိတ် ပြီးရင်ဟိုဘက်ကတော့ကီးနှလုံးစလုံးပေါ့နော်3 9တွဲ3တုံညာကို20နံပါတ်1ကတော့95ဆိုပြီးတော့ဖြစ်ပါတယ်ပေါ့နော်20ရဲ့အရာ95ကီးရနေတာဖြစ်ပါတယ်ဒါက20နံပါတ်1ဒါက20နံပါတ်2ပေါ့နော်ဒါက20နံပါတ်3ဒီနှစ်ပေးမှာအခုအတည်ထင်လိုက်တာက20နံပါတ်2ဖြစ်သွားမယ်ပေါ့နော်ဒီ20နံပါတ်20နီးကကြတော့ကျွန်တော်ဒီမှာပြပေးထားတာဖြစ်ပါတယ်ဗောနော် โอเคတည့်ရဲ့ခု20နံပါတ်2ကိုဒီမှာအပန်းရောင်လေးနဲ့ share ပြထားတယ်ဒီအတိုင်းပဲကျွန်တော်ချက်ပြီးတူတူပေါင်းကြည့်မယ်ပေါ့နော်ဒီ3ညတစ်ကြိမ်3ည2ကြိမ်3ညပေါ့နော်9ညကြိမ်3ညဒေးလေးပေါင်းရှင်းချစ်ဖြစ်ပါတယ်ချောင်းနဲ့9ပေါင်းရှင်း7ဒီ9ညကြိမ်14ကိုချောင်းနဲ့ပေါင်းရင်20ခွနိနာကျိပေါင်း74နိနေချေပေါင်း104လေးလုံးပေါ့နော်။ဒါဆိုရင်8တိလေးကနန်း3လုံးပေါင်းတော့ 6ကိုနဲ့၄ပေါင်း73ရာတယ်ဗောနော်ရလာတဲ့3ကိုကျွန်တော်တို့၄နဲ့ပေါင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဗောနော်ရှင်းနဲ့ဒီမှာ3တလုံးရာတယ်ဗောနော်3ကို၄ပေါင်းတော့ခွန်3ခွန်ကြီးမှာခွန်ခွန်6ရှာပြီးသွားတယ်ဗောနော်အဲ့ဒီမှာ3တလုံးပုံတူတယ်ဆိုပေမဲ့3ခွန်အသွေးချ6ခွန်အသွေးရှာပြီးသွားတယ်ဗောနော်ခွန်ခွန်6ဖြစ်ပါတယ် ခွန်တလောက်ခွန်ခွန်ကိုပေါ့နော်โอเคဒီနေ့တမဲကျွန်တော်ဒီမှာခွန်က3ချိန်ဆိုတဲ့အတွက်20တိဖြစ်သွားမယ်နေ့နှချိန်ပေါင်းတာကလေ9လျှောက်က15 9နှချိန်ပေါင်းတာ18 4နှချိန်8ကိုဒီရှင်းနဲ့ပေါင်းတာ16ဒီခုနှစ်နှစ်ကြိမ်ပေါင်း74 4 4ပေါင်း8ဒီ8နှစ်ပေါင်းတာ16ဆိုတဲ့အတွက်14ပေါင်းချင်းဒီ900ရာတွေပါနော်14ပေါင်း9 9နှစ်ပေါင်း10 6နှစ်ကြိမ်7နှစ်8နှစ်ပေါင်း20ဆိုတဲ့အတွက် တုံညာတစ်လုံးကျန်တယ်အဲ့ဒီတုံညာကို၄နဲ့ပေါင်းတော့တုံညာ၄ကီရမှာဖြစ်ပါတယ်တုံညာကို၄နဲ့ပေါင်းတော့တုံညာ၄20နံပါတ်၁မှာလေ၄တုံညာတုံညာ၄ကီပေါ့နော်တုံညာတစ်လုံးတူတာအဲခွန်တုံညာတုံညာရှားပြီးသွားတာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီမှာရှုပ်နေတဲ့အတွက်ကြောင့်မို့အဲဒီလိုလေးထပ်ပြီးတော့ကြည့်လိုက်တာဖြစ်တယ်ပေါ့နော်၉တကြိမ်၈နှစ်ကြိမ်၁၆၃နှစ်ကြိမ်၆၆၃ပေါင်းတာက၅၆နှစ်တုံညာပေါင်း၆ ရှင်းနဲ့ကြိုင်16ဒီမှာ63ဒီ78ကိုအနောက်မှာရှင်းနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီ6နဲ့6ပေါင်းတာဒီ7စနစ်ကိုရှင်းနဲ့ပေါင်းရင်20ရှေ့မှာလည်း6နဲ့ကြိုင်စနစ် ရှင်းနဲ့ပေါင်းရင်20ဒီ99ပေါင်းရှင်း78ရတဲ့အတွက်အဲ့ဒီရှစ်ကို၄နဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ်။ရှင်းလေးပေါင်းရှင်းတဲ့7နှစ်ဆိုတဲ့အတွက်7နှစ်အတိကိမှာ2နှစ်ခွန်ချပေးသွားတာဖြစ်ပါတယ်။ နိနိခွန်ပေါ့နော်ရှင်နိထက်ကနိဒလုံးနိနိခွန်ဖြစ်ပါတယ်။ Okay ဒါကြောင့်မို့ဒီမှာရေးပြထားတာလေးပြန်ပြီးကြည့်အောင်ပေါ့နော်။ရှင်နိကတိကီမှာနိနိခွန်ဖြစ်ပါတယ်။ပြီးတော့သုံးခွန်ကီးရတာကိုထပ်ပြီးတူလေးလာကြည့်အောင်လားခင်ဗျာ။ဒီ၆ကတကြိမ်နှစ်နှစ်ကြိမ်ပေါင်းခြင်းတဲ့ရှင်းနှစ်ကြိမ်ပေါင်း၁၆၄တိက၅၅လေးက၉ပေါ့နော်ဘဝယူတဲ့ဤတိုင်းပဲ၄နှစ်ကြိမ်ပေါင်း၈ခုနှစ်တကြိမ် တုံများနဲ့ချစ်ပေါင်း၈ဖြစ်ပါတယ်။အစွင်း၆နဲ့၄ပေါင်း၁၀၊၆နဲ့၅ပေါင်း၁၁ကို၉နဲ့ပေါင်းရင်၂၈ခွန်ပေါင်း၈နဲ့ကျိန်၁၆၊၆နဲ့ခွန်ပေါင်း၁၃၀၀မှာဖြစ်ပါတယ်။ဒါကြောင့်မို့သုံးကိုလေးအပေါ်ကလိုမျိုးပဲ၄နဲ့ပေါင်းတာ900ရာရီအတွက်၃ခွန်ကိမှာ၃ရှိရှိဆိုတဲ့အတွက်ကျွန်တော်သုံးတလုံးထိတ်စီးနေရကချပေးထားတာဖြစ်ပါတယ်။၃ခွန်ကိမှာ၃ရှိရှိပေါ့နော်။နောက်ထပ်တစ်ပြက်မှာလည်းဒီ၃ခွန်ကိပဲထပ်ပြီးရတာကိုကျွန်တော်ထပ်ပြီးတူတူလေ့လာကြည့်မယ်ပေါ့နော်။ တုံးကတကြိမ်ရှင်းနှစ်ကြိမ်က16တုံးများနှစ်ကြိမ်3ညရှင်းနှစ်နှစ်ပေါင်းလဲ3ညတင်းနှစ်6ပေါင်းနာကခွန်6နှစ်ကြိမ်7နှစ်ကိုခွန်နဲ့ပေါင်းရင်ကို6တကြိမ်ဘောနော်6နှစ်နှစ်ကြိမ်လေးဆိုတော့ပေါင်းရှင်း30 8အဲဆိုရင်3နဲ့6နဲ့ပေါင်းချင်းဒီ900လေးပါနော်ဒီ9နဲ့ပေါင်းတာ78ဒီ10နဲ့ပေါင်းတာ76 6ကို9နဲ့ပေါင်းတာ73ဆိုတဲ့အတွက် သုံးကိုလည်း၄ပေါင်းတော့900ရည်ပေါ့နော်သုံးခုကြီးနှစ်ကြိမ်ဆက်မှာသုံးတလုံးသုံးထိပ်စီသုံးတုံများကိုချပေးသွားတာဖြစ်ပါတယ်ဒီမှာသုံးခုသုံးခုနှစ်ကြိမ်ဆက်ပေါ့နော်သုံးထိပ်စီသုံးတုံများကိုအရှင်ကျွန်တော်ဒီတစ်ကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီတစ်ကတစ်ကြိမ်သုံးများနှစ်ကြိမ်ပေါင်းတုံညာရှင်းနှစ်ကြိမ်က16ဖြစ်ပါတယ်ဒီမှာရှစ်ခုပေါ့နော်ရှင်းနှစ်ကြိမ်16တင်းနဲ့သုံးများနဲ့ပေါင်း1 တင်းတုံးကလည်း6ရက်ကျင်7နှစ်9နှစ်ပေါင်းရင်ခွန်6ကတကျင်တင်းနှစ်ကျင်ပေါင်းနှစ်ဆိုတော့6နှစ်နှစ်ပေါင်းရှင်းရှိကိုအနောက်မှာရှိတဲ့ရှင်းနဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်။အစဉ်6နှစ်၄ပေါင်းရှင်း30တင်းနှစ်၄ပေါင်းတာနှစ်ကို ရှင်းနဲ့ပေါင်းရင်30ခွန်8ပေါင်းတော့15ရာလေးပါတော့9ကိုလည်း၄နဲ့ပေါင်းတော့9ဒါကြောင့်မို့ကျွန်တော်20အရာ9ကိုအထီးကီးဆိုပြီးရတာဖြစ်ပါတယ်။ ။ OK ဒါကြောင့်မို့ကျွန်တော်တို့ဒီ20နဲ့20မှာ9995ဆိုပြီးကနန်းရတာရှင်းတူနေတာဖြစ်ပါတယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်တို့တလေးရတာလည်းကျွန်တော်တို့20မျိုးရှိတယ်။95ရတာလည်း20နှမျိုးရှိတယ်ပေါ့နော်။ကိုလေးကြီးရတာလည်း20နှမျိုးရှိတာဖြစ်ပါတယ်။ OK ကျွန်တော်တို့ဒီမှာပြန်ပြီးညီကြည့်အောင်ဒီနေ့နဲ့ခွန်တပင်မှာအဲရှင်းနေရတက်ခွန်ရပေါ့နော်။နေ့ခွန်အတွဲနေ့နေ့ခွန်3939388 3939339 9995ဆိုပြီးကနန်းရတာရှင်ဒိုနေတာဖြစ်ပါတယ်။ Okay ဒါကြီးကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့သင်ပြပေးရှင်းတာဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။